ရောင်မျိုးအပါဝင်တခြားသောမျိုးတွေမှာနောက်ဆက်တွဲပြင်အားရှိတဲ့ခလင်းတွေထက်မှန်လောက်ခံနိုင်ကြောင်း USGS ရဲ့ထုတ်ပြန်ချက်နဲ့ EAR မြစ်ကြီးအကွယ်ပြီးတော့ EAR မြစ်ကအကွယ်ကြောင်းဟာခလင်းကျော်အပြစ်တစ်ခုဆိုပြီးတော့တချို့သောပညာရှင်တွေရဲ့လေးလာသုံးသပ်ချက်နဲ့ဒီနှစ်မိုးရွာသည်မန္တလေးမှာ အကြီးကျယ်ရေကြီးမှာဖြစ်ပြီးတော့မန္တလေးမြို့ရေအောက်ရောက်သွားနိုင်တယ်ဆိုတော့အချက်လက်တွေကိုပြည်သူတွေကိုအေးပေါ်ပြန်လည်တင်ဆက်ပေးပါမယ်။မြန်မာပြည်တွင် တင်အားခနိဒသမခနိထိုင်မိုးလေဝသကဖော်ပြထားတာကတော့ရှိဒသမနှစ်ပေါ့ဗျာအဲ့ဒီငလင်ကြီးလုတ်ခတ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲငလင်လုတ်ခတ်နိုင်တဲ့အခြေအနေပေါ်အမေရိကန်နိုင်ငံဘူမိဗေဒလေးလာတိုင်းသာရေးဌာနကြီးဖြစ်တဲ့ USGS က AB လ16ရက်နေ့မှမေလ15ရက်နေ့ထိတလတာကျူတင်ခံမှန်းချက်3သက်ချက်တွေကိုထုတ်ပြန်ထားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ USGS ကမြန်မာနိုင်ငံမှာနောက်ဆက်တွဲငလင်ကြီး အင်းအား6ထက်ကတော့15ရခိုင်နှုန်းလာနိုင်တယ်9ထက်ကတော့95ရခိုင်နှုန်းเนาะတော်တော်လေးကိုဒါရခိုင်နှုန်းများတယ်ပေါ့ဗျာ၄ထက်ကတော့96ရခိုင်နှုန်းလာတယ်9ချိန်ကနေ45ချိန်ထိဒီတလအတွင်းမှာလာမှာပေါ့ဗျာဆိုတော့3ထက်ကတော့96ချိန်50တချိန်ကနေ460ချိန်ထိဒါလောက်ခနိုင်တဲ့ရှိချောင်းကိုသုံးသပ်ထားဖို့လေးတွေ့ရပါတယ်လောက်ခနိုင်တဲ့ဒေသတွေကတော့မန္တလေးတိုင်းနေပြည်တော်ပုဂံတိုင်းစကိုင်းတိုင်းပုဂံရန်ကုန်တိုင်းเนาะရှမ်းပြည်နဲ့ကယားပြည်နယ်ထိပါဝင်နိုင်မှာဖြစ်ချောင်းကို အသည့်အချို့ SGS ကကျွတင်ခမ်းမချက်မှာဖော်ပြထားတာကိုလေးတွေ့ရပါတယ်ဗျာ။ဒါကြောင့်မလို့ပြည်သူတွေအင်အား6ထက်နော်လာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေပေါ်ဆလို့မရသေးအကြောင်းကိုကျွန်တော်ဒီကနေ့ပြီးပြည်သူတွေကိုအရေးပေါ်သတိပေးပါစီ။နောက်ထပ်အခုနော်လူပြောများနေတဲ့နော် online ပေါ်မှာလူပြောများနေတဲ့ AR နဲ့အကွဲသွားတယ်ဗောဗျာ။ခွဲချမ်းခံလိုက်ရတယ်ဆိုတော့အဲ့ဒီကရေတွေတိုက်စားသွားလို့ဒီဖီဖီနဲ့ရေတွေပြန်တက်လာတာဖြစ်တဲ့အတွက်တချို့သောအချောင်းတွေကပျောက်သွားပြီဒါမှမဟုတ်တချို့သောအရာတွေအများကြီးထင်နေတာရှိတယ် ဆိုတော့ဒါကတချို့သောမြန်မာရှင်တွေက AR မြစ်ကပြောင်းလဲသွားပြီ။ဟောအဲ့ဒီအောက်ထက်ကိုရေတွေဝင်သွားပြီ။ဒါမြို့တွေတဲကိုရေတွေစိတ်ဝင်သွားပြီပြောကြရတယ်ဗျာနော်။ဒါကငလင်ကြောအစ်တလို့လည်းပြောကြတယ်နော်။ AR မြစ်ရေဟာငလင်လုတ်ပြီးတဲ့အခါမှာတဖြည်းဖြည်းနဲ့ဒါရေတွေခန်းချောက်သွားပြီးတော့တတော်လေးကိုပြောင်းလဲသွားပြီလို့ဆိုထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့မန္တလေးတိုင်းရန်ကုန်တိုင်းအဆက်ရှိတဲ့မြို့ကြီးတွေဟာဒီမိုးရွာတွေမှာအကြီးကြီးရေကြီးမှဖြစ်ပြီးတော့အထူးသဖြင့်မန္တလေးမြို့ဟာရေအောက်ရောက်သွားနိုင်တယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်။ ဘာဖြစ်ဖြစ်ပါကြိုးတင်ပြင်ဆင်ထားတာကတော့အကောင်းဆုံးပါပဲဗျာ